။ရသော်ဘုရားကဟောထားတယ်။ဆူတောင်းနေရမယ်ဆိုရင်တဲ့ောင်းနဲ့တယောက်ဘာမှကွာမှာမဟုတ်ဘူးတဲ့။ဆူတောင်းတာလွယ်တယ်လေ။အဲ့တော့ချက်သုံးလိုက်တာမှုကအရေးကြီး။အခုခေတ်လည်းထင်ကြတယ်လေလူတွေကဒီဘုရားကဆူတောင်းပြည့်တယ်။ဒီဘုရားလေးရောက်မှငါအဲ့စည်းပွားတက်တယ်လို့ဒီလိုထင်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်။ဒီဘုရားကခိုက်တယ်ဆိုပြီးတော့ပြောတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်။အဲ့ဒါ ုရားနဲ့မဆိုင်ဘူးကိုယ့်ရဲ့ကံတရားနဲ့သာဆိုင်ကံတရားနဲ့သာဆိုင်သို့တော်ဘုရားကိုသွားဆွဲမိတတ်တယ်ပေါ့ဘုရားကစူတော်ပြေးတာမဟုတ်ဘူးရသော်ဘုရားကသင်္ခါရုပပတ္တိတုတ်မှာဟောထားတာဘလို့တဘာဝကြတယ်အေးစူတော်ပြေးတယ်ဆိုတာတဲ့ကိုယ်တဏ္ဍမှာတရားရှိရမယ်သီလရှိရမယ်သုတ္တဆိုတဲ့ကြာမြင့်ဘောဓုတ္တရှိရမယ်စာကဆိုတဲ့စုံလုံမှုရှိရမယ် ညာဆိုတဲ့အသိဉာဏ်ရှိရအဲ့ဒီအရေးချင်း၅မျိုးရှိမှဆူတောင်းရင် ပြည်တာတဲ့အရေးချင်း၅မျိုးမပိုင်ရင်ဆူတောင်းမပြည်ဘူးဒီလိုဆိုတယ်အဲ့တော့ဆူတောင်းပြည့်ခြင်းရင်ကိုယ်တဏ္ဍာမှာအဲ့ဒါတွေအရင်ရှိဖို့လိုတယ်ပေါ့တခြားနေ့နဲ့ဆူတောင်းတာတွေကဒီအရေးချင်းတွေမပါဘူးဆိုရင်